ိုဘက်ရက်ဘက်ကဖုတ်ခွေးတွေနဲ့တတ်အောင်စုကတော့ပျော်စရာကောင်းတဲ့တည်င်းပေါ့ဗျာနော်တော်လှန်ရေးအတွက်ကတော့အင်မတန်ဆုံးရှုံးတဲ့နစ်နာမှုကြီးပဲအဲ့ဒါကတော့အားလုံးတိကျတဲ့ဆက်အနာရှင်ကိုဆယ်စုနှစ်ကြောကြာဒီဇိုင်းမဲ့မဲ့စန့်ကျင်ခဲ့တဲ့ပန်ဆယ်လိုဆိုတဲ့မျိုးသမီးကတော့သူ့ရဲ့လူမှုကွင်းမှာကြီးညာလိုက်ပါပြီပန်ဆယ်လိုဟာလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး ရှင်းရှင်းပြောရင်တော်လန်ရေးကိုတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျင်ညာချက်ထုတ်လိုက်ပါမယ်။နော်ကျွန်တော်တို့အများပြောပါတယ်ထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့တွေကိုဝင်းရမှာထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့ကနေတွားတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ထောက်ပို့တွေကိုဝင်းရမှုမရှိဘူး။ဒါပေမဲ့ထောက်ပို့တွေရှိကလိုရင်သာတောင်းတဲ့သူရှိတယ်ဒါကျွန်တော်ဘယ်သူမှမပြောဘူးနော်။လူရင်နာတောင်းတဲ့လူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘဒုမတက်ဆိုင်ဘူးအဲ့ဒီနေရာမှာတခုဆိုးတာကအခုပန်ဆယ်လုံးလုံးမျိုးဆိုရင်ဒါ တဖွဲ့တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုသဘောထားဆိုကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်ရင်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ဂျမုံကိုညှပ်ပြီးတော့တိုင်းနဲ့ပြည်နယ်ကိုချပေးတယ်အဲ့တော့တိုင်ရင်တပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်သူတို့ပဲနေတယ်အဲ့တော့အဲ့ဒီလူတွေပျော်လဲတော့ရင်တော်လိုင်းဘလောက်နင်းတာတော့မလဲဆိုတဲ့အရာကိုမတွေးကြဘူးနောက်တစ်ခုက AUG အစိုးရအနေနဲ့ကလည်း ထောက်ဖို့ကဏ္ဍကိုလုံးဝကိုတိကျရှုထားတာတွေ့တယ်။လောက်ပါတယ်တော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအဓိပ္ပာယ်မရှိဘူးအဲ့လောက်လုပ်ရုံနဲ့။နော်တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတော့ရှိနေတာဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်။ဥဆောင်ရမယ်။နော်လမ်းပြရမယ်ဝင်းရမ်းရမယ်ကာကွယ်ရမယ်။ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်။မခိုးဘဲနဲ့ဘဝနဲ့ရည်မီလောက်တဲ့ကောင်ကစော်ကားကန်အထိနှိမ့်ကွက်ကန်အထိတယ်။နော်အခုကျွန်တော်ဆိုရင်အတိုင်းမှာမျိုးစုံ ိုက်ခိုက်ခံရတာကိုနီးခွန်ဟန်နေပဲရအောင်တန်းကြန့်ခံပြီးလုပ်နေတာနော်ပန်ဆယ်လိုဆိုပူဆိုးတယ်အားလုံးသိတဲ့အတိုင်းနောက်ပန်ဆယ်လိုအခုစိတ်သက်ကြွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူစောက်ပြဆိုင်တဲ့လူမျိုးလို့မဟုတ်ဘူးနော်ကျွန်တော်တို့လည်းရန်သူဘက်ကိုစောက်ပြမဆိုင်ဘူးအဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီညမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဖန်လည်းမဟုတ်ဘူးပန်ဆယ်လိုအောက်ခွဲလည်းမဟုတ်ဘူးတခုတော့ပြောချင်တယ်တော်လှန်ရေးမှာဗျလူ9ယောက်ကရံပုံငွေရှာပေးနေတယ် နော်ဒီလူ900ယောက်အချိန်ကြောင့်တော်လန်ရေးကိုရံပုံငွေစီးစင်းဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်တယ်ဒီတယောက်ရော့သွားမယ်ဘယ်နှယောက်စာပဲကြံတော့၄ယောက်ပဲရှိတော့မယ်လေအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တယ်တက်ကြရအချက်အလက်တိတိကျကျနဲ့စော်လေအခုပန်ဆယ်လိုကတခါလည်းပြောထားတယ်ရံပုံငွေရှာမွေးနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုပ်ခဲ့တဲ့အရာတွေအားလုံးဒီဗယံမတာဆွတ်ဆွဲတာကလွဲလို့တိကျတဲ့ နော်တက်တင်တက်ခါရရှိရင် UNG အစိုးရရှိမှာတိုင်ကြားနိုင်တယ် UNG အစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့အတူအစင်းနဲ့ရှိတယ်တခါတည်းသူပြောထားတယ်နော်အမှတူရေးထားတဲ့စာကတော့ဂျမန်လူလူယုံကြည်မှုကိုစုစည်းနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ဂျမန်အတွက်တော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ဂျမန်တယောက်တည်းကိုဥတီတော်ကုန်တိတ်ခဖြည့်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေ မလုံးကြုံမှုတွေတစ္ဆာဆိုပါတယ်ဒီထံတွေကိုကျွန်မအစွမ်းကုန်အစွမ်းအားလုံးကုန်ဒီအထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လိုကရင်ပွင့်ခဲ့တာဖြစ်ပါတယ်ကဲအဲ့တော့ဘာဖြစ်သွားလဲကျင်းတ်ချက်ဟိုဘက်ရောက်ကမမေဘူးနော်။ဟိုဘက်ရောက်ကအဲ့လိုလုပ်ဖို့တည်တံ။အိုငပောက်ထိုင်းကိုလာတယ်ဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အင်အားစုကိုဖြိုးတာ။ဒါကိုဘူမတိဘာမတိကောင်တွေကငစီနဲ့ငပောက်နဲ့ရံဖြစ်တယ်လို့ထင်တဲ့ငပိုင်းရရှိသေးတယ်။ဟမ်ထောက်ဖို့ကိုလာဖြိုးတာငစီနဲ့ငပောက်နဲ့ရံဖြစ်ကောင်ငပောက်မေးကျွန်တော်သွားခွာထားတာမဟုတ်ဘူး။ထိုင်းမှာရှိတဲ့ထောက်ဖို့ကိုလာဖြိုးလား ထိုင်းမှာငစီဟာထောက်ဖို့မလုပ်မနဲ့ဒီတိုင်းနေကြည့်ငပောက်ကမလာဘူးငစီရောဥတည်ကြီးမတိုက်ဘူးရှင်းချင်းလေးနော်အဲ့ဒီတဘောတရားတွေတောင်မတိပဲနဲ့တော်နိုင်ရေးဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်ပြောတာပြောချင်လို့ရှိရင်ပြောမဲ့စကားတွေအများကြီးဂုံစာချင်လို့ရတယ်အခုကျွန်တော် PSD network ကနေလာစီထိုင်းမှာအလူခံလို့မရဘူးတော့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်လုပ်ခံပြီးထားတယ်အဲ့ရရတဲ့ငွေရုံးပွက်နဲ့တိုက်ရိုက် UNG ရဲ့စစ်ရုံးထုတ်ကိုချိန်ပေးထားတယ် ကျွန်တော်ဖုံးတစ်ပေါင်းဝင်မပြောဘူးဝင်ပြီးတော့မန်းတတိုင်းတက်ဖို့ဆိုတာဝေးကျွန်တော်တို့ဖြစ်ချင်တာကတော်လှန်ရေးအထောက်အပံ့ပြုချင်တယ်အောင်မြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလုံးချင်တယ်စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတောင်းတော့လူဆိုမန်းတတိုင်းတက်ပြပြီတပုံကြီးနေရာစင်ကောင်းရလေးလေးခုပေါ့ရှင်နော်ပန်ဆယ်လိုတင်လိုက်တဲ့ပို့လေးနဲ့ပတ်သက်ပြီးတော့မှနော်ဒါတော်တော်များများစိတ်မကောင်းဖြစ်ကြရပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ပန်ဆယ်လိုရဲ့ပါဝင်မှုကအင်မတန်မှအားထားရဖြစ်တယ်ပေါ့နော်။တော်လိုင်းမှာလက်ရမှာအင်အားတရက်ဖြစ်တယ်။နော်။သူပါဝင်ခဲ့တဲ့ တော်လည်းရေးစာရဒီနေ့ဒီချိန်ထိပါဝင်ခဲ့တဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့လောက်လုံနိုင်တဲ့သူကိုမရှိသေးဘူးเนาะသူ့လောက်လုံနိုင်တဲ့လူကိုမရှိသေးဘူးထောက်ကူကဏ္ဍမှာပေါ့ရှင်เนาะအဲ့တော့တခခုအဲ့ဒါကမ်ပိန်းပဲလုပ်လို့เนาะလေလံပဲတင်တယ်သူကလုပ်ရင်ရာခိုင်နှုန်းဖြည့်အောင်မြင်တယ်အဲ့ဒီလိုအမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လေစစ်ကောင်စီဘက်ကနေပြီးတော့သူ့ကိုပုတ်ကတ်ထားပြီးတော့မှတိုက်ခိုက်တယ်ဒါဘောမာတွေတိုက်ခိုက်တယ်ဘောမာတွေတိုက်ခိုက်တော့ပထမတော့ကတော့ကျမတို့ပြည်သူတွေကတော်တော်လေးဟိုသူ့ဘက်ကိုကောက်ွယ်ကြတယ်ပေါ့ ောက်ပိုင်းမှာပြင်းပြင်းနဲ့နှိမ့်ကြလာတယ်။နှိမ့်ကြလာတဲ့အခါမှာနော်ပန်ဆယ်လိုအိမ်ဝဲတဲ့ကိစ္စတွေပန်ဆယ်လိုစိုင်ဖွင့်တဲ့ကိစ္စတွေပန်ဆယ်လိုဘာပဲလှုပ်လှုပ်ကိုပြောစရာဖြစ်လာတယ်။ဒါကဘာလဲဆိုတော့ငွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေရတယ်။ဒီလိုအပြောမခံကြရင်ပန်ဆယ်လိုအနေနဲ့ဒီငွေနဲ့ပတ်သက်တဲ့အလုပ်တွေကိုရပ်ပြစ်မှရမယ်။နော်ရပ်ပြစ်မှရမရပ်ပြစ်ရင်တော့ဒီလိုအပြောခံရအောင်ပါ။အဲ့လိုပဲကျွန်တော်တို့ကတော်လိုင်းကြီးဘက်မှာငွေနဲ့ပတ်သက်ပြီးတော့မှတော်လိုင်းကြီးကငွေငွေပဲသုံးနေရတာဖြစ်တဲ့တော့ငွေလိုနေ။နော်ငွေလိုချင်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ ငွေနဲ့ပတ်သက်ပြီးတော့လုံနေတဲ့လူတယောက်နော်ကျမတို့ကအများကြီးနားလဲပေးမှရတယ်အဲ့ဒါမှမဟုတ်ရတယ်အဲ့တော့ကျမတို့ကကြားချပြီးဘဲလန့်နေနေသွားမှာပဲရတယ်ဟုတ်လားဖန်ဆယ်လူတွေနဲ့သူအများကြီးရှင်းပြထားတယ်ပြဿနာတစ်ခုခုဖြစ်တယ်သူဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့ထဲမှာလေတည်တည်ချာချာလိုက်မကြည့်ကြဘူးစီးရင်စရားတွေလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့မဖြစ်လို့လို့ဆိုတော့သူကသူတို့ပြောတာမှန်နေတာဖန်ဆယ်လူစီးရင်စရားကိုသိချင်တာမဟုတ်ဘူးပန်ဆယ်လို့ခိုးတာမခိုးတာကိုတို့မသိဘူးပန်ဆယ်လို့ပြန်ရှင်းနေစရင်မှန်လားမှန်မမှန်လားတို့မသိချင်ဘူး သူတို့သိချင်တာသူတို့လိုချင်တာကဘတ်စီလိုကိုးတယ်ဒါပဲသူတို့လိုချင်တာနော်အဲ့ဒါကဘောမာတွေကြီးပဲလုံနေတာလားဆိုတော့မဟုတ်ကိုယ့်ဘက်ကလုံနေချင်းချင်းလည်းလုံတယ်နော်ယောက်ျားတွေကပိုများတယ်တိုက်ခိုက်တဲ့အချိန်မှာယောက်ျားတွေပိုများအဲ့တော့အဲ့ဒီဆန်နဲ့ပတ်သက်ပြီးဒီမှာပြောမယ်ဟလာဘတ်စီလိုဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တည်းကျွန်တော်တို့အားပေးရတာတန်တယ်ဝင်ရတာတန်တယ်စစ်ကောင်စီဆက်ဆက်တိခါနာနေတဲ့ပန်ဆယ်လိုကတခွန်းပြောလိုက်တခွန်းအဲ့ စစ်တပ်ထဲမှာပြရတယ်ခတ်သွားတယ်အဲ့ဒါနဲ့တယ်ကျမတို့ကအားပေးရတာတန်တယ်နော်ကျမတို့တော်လိုင်းရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတယောက်တော်လိုင်းရေးမှာစက်မပါလာတော့တာကျမတို့မှာတောင်းရှိကျမတို့တော်လိုင်းရေးအဖွဲ့ကြီးရေးမှာတောင်းရှိအဲ့တော့သူနဲ့လုပ်ခဲ့တဲ့အဖွဲ့ကြီးတွေမှန်တယ်မြတ်သူထောက်ပံ့ခဲ့တဲ့အဖွဲ့ကြီးတွေမှန်တယ်မြတ်အားလုံးသူ့ကိုဝန်ရံဖို့လိုတယ်ဟုတ်လားသူ့ကိုဝန်ရံဖို့လိုတယ်သူ့ရဲ့ဖြေရှင်းချက်တွေတည်တည်ချာချာနားထောင်ပေးဖို့လိုတယ်တောင်းဝင်ရှိတဲ့လူတွေသူနဲ့လက်တွဲခဲ့တဲ့လူတွေလိုရင်းလိုသလိုနော်တော်လိုင်းရေးမှာငွေလိုရင်းလိုသလိုသူ့ကို အတုံးချခဲ့တဲ့လူတွေအနေနဲ့အခုချိန်မှာဝန်းရံမှုလုပ်တယ်စာထုတ်တင်တယ်နော်စာထုတ်တင်တယ်အဲ့တော့ခိုးတယ်မခိုးဘူးဆိုတာသူ့အနေနဲ့လုံးလုံးငင်းလိုက်ရင်တော့ဒါသူ့ခိုးတယ်လို့ဆွဆွဲဆွဆွဲပေါ့ရှင်နော်အခုကသူဖြည့်ရှင်းနေတဲ့ကိစ္စဖြည့်ရှင်းနေတဲ့ကိစ္စမှာနော်သူဖြည့်ရှင်းချက်ကိုလည်းမလိုချင်ဘူးဆိုလို့ရှိရင်တော့ဒါရှင်တို့ကိုယ်လည်းပန်းစင်လို့စီးပွားရေးအပြစ်ပတ်ကိုထုတ်တာဟုတ်လားနော်ရှင်တို့ကိုယ်တိုင်မနာလို့ဖြစ်နေတာရှင်တို့ကိုယ်တိုင်မလိုအပ်နေတာသူ့အဲ့တော့သူ့လောက်လုံးနိုင်ရင်တော့ရှင်တို့လုပ်ပြီ ဟုတ်လားတကယ်လို့ရှင်တို့ကသူ့လောက်လုံနိုင်နေဆိုလို့ရှင်တော့မှသူ့ပါတဲ့အတွက်သူ့အင်အားပါတော့အင်အားနှစ်ခုဖြစ်မနေဘူးလားဟမ်ယောက်ျားကြီးတွေဖြစ်ပြီးတော့နောက်လျှောက်တိုက်ခိုက်နေတာဗေမင်းကလေးခံနိုင်မှာတော့လေးငါးနှစ်ကြီးတိုက်ခိုက်လာတာတခုခုပြဿနာဆိုလို့ရှင်ဟိုဘကောင်တွေကထုတ်တာထုတ်ပါစေသူတို့ကတော့ဟိုသူ့ရဲ့ပုံရံသူကြီးလေပန်ဆယ်လိုကဟုတ်တယ်မလားသူတို့ထုတ်တာတော့ထုတ်ပါဒါပေမဲ့ကျမတို့ဘက်ကအားရတယ်ကိုဟိုသတိမထားပဲနဲ့ဂရုမစိုက်နဲ့နဲ့ဟိုခုဘကကောင်တွေထုတ်လေကျမတို့ဘက်ကလူတွေကလည်းမျိုးတော့ဆိုဟုတ်လားတယောက်ယောက်ကမဟုတ်တာပြောရင်လေကျမတို့ဘက်ကလူတွေကသူ့ပဲတိုက်ခိုက်တိုက်ခိုက်စရာ तू က तू ပြောသလိုပဲတိတိဖြစ်နေတာ နော်သူအများကြီးပါဝင်နေနိုင်တော့သူ့အနောက်ကမလိုက်ချင်ကြဘူးသူ့လောက်မတော်ဘူးလို့ပြောမခံချင်ကြဘူးယောက်ျားလေးကယောက်ျားကြီးဓာမဲ့နေနဲ့နော်အဲ့တော့မနာအဓိကတော့မနာလူစိတ်ပေါ့ရှင်နော်မနာလူစိတ်ပေါ့ကျွန်တော်လူတက်ခိုက်လိုက်လို့ပန်ဆယ်လူနောက်မှာရှိနေတဲ့ပန်ဆယ်လူအားပေးနေတဲ့ဖိုးလူပါလေကရှင်တို့စီပူးပြောင်းလာမှာမဟုတ်လို့လားကျွန်မပြောချင်တာကကျွန်တော်တော်လိုင်းရင်းမှာအမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းကတဲ့65,000လောက်ရှိတယ်တဲ့နော်ဒါစစ်တမ်းကောက်ပြီးတော့သူ့စေတနာပြုတဲ့လူတွေကပြောတာပေါ့ရှင်နော်အဲ့ဒါကတော့ကျွန်မပြောတာမဟုတ်ပါဘူးနော်ဆရာမကြီးဒေါက်တာမီမီဝင်းဘတ် မလေးရှားလာတော့ကသူ့ရဲ့မိကုန်းထဲမှာပြောသွားတဲ့စကားလေးဖြစ်ပါတယ်။နော်အဲ့တော့ကျမကိုယ်တိုင်လည်းအမျိုးသမီးဖြစ်နေတဲ့အတွက်အမျိုးသမီးတွေရဲ့ပါဝင်နေရတဲ့အခန်းကဏ္ဍတွေကျမအနေနဲ့ပြောပြခြင်းတယ်။ကျမတို့အမျိုးသမီးတွေဟာဒီတွန်လိုင်းကြီးမှာပါလာရင်လည်းကောင်းဆောင်နေရပါကြတာများတယ်။ဘာလို့လဲဆိုအမျိုးသမီးတွေဟာအမျိုးသားတွေကပို့ပြီးတော့မှအကွက်မြင်တယ်။နော်ဒါအမျိုးသားတွေစိတ်မဆူတာနဲ့။အမျိုးသားတွေကတက်ဖြောင်းနေသွားတာ။တုံးတိုက်တိုက်ကြားကက်ကက်ဝုန်းစုံဝုန်းချပလိုက်ပါ။သိရမလား။အမျိုးသမီးတွေကတော့အဲ့လိုမဟုတ်ဘူး။အကျိုးအကြောင်းစင်နေပြီးတော့သွားရတယ်နော်ဒီ campaign တစ်ခုပဲလုပ်လို့ project တစ်ခုပဲလုပ်လို့ဘယ်လိုသွားရင် ဘယ်လိုပို့ရနိုင်လဲပြည်သူဘယ်လိုပါလာအောင်ဘယ်လိုစကလုံးသုံးရမလဲဆိုတာအမျိုးသမီးတွေကသိအမျိုးသားတွေကမသိဘူးမသိတဲ့အတွက်အမျိုးသားတွေကမ်ပိန်းလုပ်တာတယ်အမျိုးသမီးတွေကမ်ပိန်းလုပ်တာတယ်အရင်ကွာမတူဘူးနော်အဲ့လိုမျိုးအနေထားမှာကျမတို့ကအမျိုးသမီးနောက်ကနေပြီးတော့မိမတွေဥဆောင်တာကိုမလိုချင်တဲ့ယောက်ျားတွေက90နဲ့မှ90ကျတိုင်လုံးရှိကျမတွေ့ကြုံရတဲ့အတွေ့အကြုံရပေါ့နော်သူတို့မလုံနိုင်ဘူးလားဆိုတော့ကျမတို့ချက်သူတို့မှာပို့ပြီးအင်အားများတဲ့အတွက်သူတို့မှာလုံနိုင်တဲ့အတိုင်းအတာရှိတယ်။ဒါပေမဲ့ဒီငွေနဲ့ပတ်သက်တဲ့အခန်း ဒီဖန်ငွေရှာတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်အမျိုးသမီးတွေကိုတော့လိုက်မမိပါဘူးလောက်ကြတယ်နော်အဲ့တော့အမျိုးသမီးအနောက်ကနေမို့မလိုက်ချင်ကြဘူးဆိုလည်းယောက်ျားတော်တော်များများနဲ့ကျွန်မကြုံခဲ့ရမှုတယ်နောက်တစ်ခုကကျွန်မတို့ဒီတော်လိုင်းကြီးကာလမှာကျွန်မပါဝင်ခဲ့ရတဲ့အတိုင်းအတာနဲ့ပြောရတယ်ဆိုလို့ရှိရင်ပြောရမယ်ဆိုကျွန်မတို့ဟာလာလက်မှတ်တွေရောင်းနေ ဆိုတော့ညဘက်တည်းလည်းအမျိုးသားတွေနဲ့ရှင်တွဲပြီးသွားတယ်။ဘာဆိုအမျိုးသမီးကမပါဝင်လည်းမပါဝင်ကြဘူး။ပါဝင်ပြီဆိုလည်းကောင်းဆောင်နေအားနေပါဝင်ကြတာများတယ်။ဘေးရက်ကမှပြည်ပြည်သွားကြည့်လိုက်ဟာတော်လန်ရေးအတွက်ဟာငါလိုက်ပြီးမယ်ငါလိုက်လုပ်ပြီးမယ်ငါလူခံပြီးမယ်အဲ့အမျိုးသမီးကတော့တော်တော်နဲ့ရှိရနေပြီးတော့ဟိုတဆိုင်တော့တဆိုင်ဝင်ဟာလိုက်ဟဲ့လုံးမထဲကြပါညာဆိုတော့အမျိုးသမီးကလည်းအာအမျိုးသမီးတွေကပဲအာပေါင်းအာလင်းတန်တန်နဲ့စီယုံကြီးပြောတာအရင်ကောင်းတာအမျိုးသားတွေကရှက်တယ်သူပြောဟာအာလာကြဟိလာကြဟိထဲကြဆိုတော့အမျိုးသားတွေကအသိမရှိဘူးတာပြောနော်အဲ့တော့တော်လိုင်းမှာအမျိုးသမီးတွေရဲ့ပါဝင်မှုကအရေးပါပါတယ်နော် မင်းသမီးနောက်ကမလိုက်ရှင်ဘူးမိမတွေဥဆောင်တာကိုမလိုချင်ဘူးဆိုလို့ရှိရင်တော့တတ်တတ်ခွဲလောက်ကြပါရှင်နော်။ဒါပေမဲ့အမျိုးသမီးတွေပါဝင်တဲ့အခွင့်အရေးမှာပို့ပြီးတော့ဟိုမပါဝင်တဲ့အခွင့်အရေးကပို့ပြီးတော့အောင်မြင်တယ်။မယုံရင်ကျွန်တော်စောင့်ကြည့်လိုက်။ကျွန်တော်လေ့လာကြည့်လိုက်။ပွဲတပွဲပဲလို့လို့ဘာကိစ္စပဲလို့လို့အမျိုးသမီးတွေပါဝင်ဖို့အောင်မြင်တယ်။နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအခုဒီကကျွန်မပြောချင်တာကပန်ဆယ်လုံကာကွယ်ရမယ်အခုချိန်မှာ။သူစိတ်တက်ကြနေတယ်။သူစိတ်တက်ကြတာဟာပြည်သူကိုသိပေးတာဖြစ်တယ်။သူ့ကိုကာကွယ်ခိုင်းတာဖြစ်တယ်။နော်။ဒါက तू ကတော့အဲ့လိုမပြောဖို့ရှင်။ तू စိတ်တက်ကြနေပါပြီ။ဒီလောက်ထိတိုက်ခိုက်နေတာ तू စိတ်တက်ကြနေပါပြီဆိုတာ။ ့ကိုကာကွယ်ဖို့လိုအပ်တယ်လို့ပြောတာပဲအဲ့တော့ကျမတို့အမျိုးသမီးတွေလည်းကာကွယ်ပါနော်ကာကွယ်ရမယ်သူနဲ့ပတ်သက်ဆက်နွယ်ဆက်နွယ်ခဲ့တဲ့အဖွဲ့အစည်းတွေအားလုံးမှတောင်းချစ်ကာကွယ်ရမယ်နော်ကျမတို့တော်လန်ရေးကမပြီးသေးဘူးကျမတို့တော်လန်ရေးကဆက်သွားရအောင်မယ်အင်းအားတွေအများကြီးလိုသေးတယ်နော်ဒါကြောင့်မို့လို့ကျမတို့သူ့ကိုကာကွယ်ဝင်းရံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျမကပြောခြင်းဖြစ်ပါတယ်